အလုံးတလီစွာပါမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပြရစေဒီကနေ့မှာတော့ဆရာကြီးအေးရဲ့လက်ရာ တိန်ဖုံးတဲ့လားဆိုတဲ့ဝတ္ထုတို့လေးကိုတင်ဆက်ပြရစေတိန်ဖုံးတဲ့လားမြေကြီးဘူးများသည်အာစိတ်ထုတ်เสียမလို့အဝိရေစုညှစ်ချလိုက်သလိုပင်မမြချင်းဤဘာပေါ်သို့တလိမ့်လေးဆင်းလာကြသည်ပစ္စမလည်း တာရီတာဟုတေလူမျောပါညှင်ပတ်နှိမ့်ဆက်ခံထားသည့်ခွေးမာကြီးတကောင်ကဲ့သို့ညီးတွား၏ဒူးနှချောင်းကိုမမတ်ရနိုင်ရန် ထောက်ကန်ထားသည့်အိုင်အင်များသည့်ရုပ်ချီးပျောက်ဆုံးကုန်လျက်လူသည်မြေကြီးပေါ်ခွေးကနေလဲကြသည်ပြီးရင်ကုခေါင်အေးရေဟုတေပြီးသည့်ယောက်ျားအားကုကရာမဲသောအတန်ဖြင့်အာကူတကြီးခေါ်၏ တားကို KIA ဖမ်းသွားတဲ့ဟူသောစိတ်သည်မမျှချင်း၏ရင်ပတ်အတွင်တွင်ပေါလူလူပူစီပေါင်းကြီးတပွဲမွန်းချက်တင်းကားကလူသည် အသက်ရှူမဝါအမေဟူသောတမီးဤကြောက်လက်တကြားငိုတန်ကိုကြား၏မက်ကျင်ဟဲ့ဟဲ့မက်ကျင်တတိထားစမ်းပါအေးဟူသည်ခေါင်းရင်အိမ်မှကြီးတော်ဤစိုးရင်တကြီးအတန်ကိုလည်းကြား၏ ငါဘာမှဖြစ်လို့မဖြစ်ဘူးငါသမီးနဲ့တားအတွက်ငါဘာမှဖြစ်လို့မဖြစ်ဘူးဟုမမြချင်းသည်စိတ်ကိုတင်းဤကျမဘာမှမဖြစ်ပါဘူးကြီးတော်ဟုပါဇက်မှ အော်ပြောသည်သို့သော လူကိုကြီးသာ တောင်းတလာပြီးအတန်သည်စူးစီမြမထွက် ည9:00နာရီလာကမိုက်မောင်ကြီးမဲမဲအချိန်မှာတနက်ဆယ်လက်ကျော်နဲ့လူ20နီးပါးလောက်ပါတဲ့ KIA တွေဝင်လာပြီးအာလုံးတန်းစီခိုင်းတဲ့ပြီးတော့စိတ်ကြိုက်ရွေးထုတ်သွားတာဆိုပဲအမလီလေးသူတို့ရွေးတာက15 16အရွယ်လေးတွေတဲ့တော်ဟိုဘက်ကဟဲနုရွာကဆိုရင်ဒီနှစ်မှာကိုတန်းဖြေထားတဲ့ကိုရင်လူထွက်ပေါ့စာကလေးပါသွားဆိုပဲစုစုပေါင်း60ကျော်တဲ့တော်မိန်းကလေးက20ကျော်တဲ့ အဲ့ဒီနံပါမောင်းကလောပန်းတယောက်ပြောတာကတော့မှားပြီးဝင်းဆွဲတာဆိုပဲသူတို့ကပေါ်တာမဆွဲအောင်လို့တောင်းတဲ့ငွေကိုပေးပြီးသားတဲ့ပေါ်တာမဆွဲဖို့လေသဘောတူပြီးသားတဲ့ KIA ဌာနချုပ်ကိုဖုံးဆက်တော့သူတို့မသိဘူးလို့ပြန်ဖြေလိုက်တယ်သူတို့နဲ့အစင်မပြေလို့ခွဲထွက်ပြီးတော့အောက်ဖက်ကိုစုံသွားတဲ့တက်စုတစုတော့ရှိတယ်တဲ့အဲ့ဒီအုပ်စုများလားမသိဘူးလို့ပြောလိုက်တဲ့လူကြီးတွေလည်းလိုက်ပြီးတော့စုံစမ်းနေကြတယ် တောကကြောင်ပျော့ကွကွ ဖြစ်နေသည်မမြချင်းသည်တယောက်တစ်ပေါက်တန်များကိုနားရေတစည်းစည်းကြားလျင်လူသည်ဒေါသဖက်လျက်ပူလောင်လာပြန်၏။သေချင်းစိုးတွေကလနာတွေငွေပွေးကြိုက်ပါစီမူးချိုးပြစ်ပါစီတော့ဟုတားကိုအတင်းအာတမဖန်းခေါ်သွားသည့်သူများကို စိတ်ထဲရှိသည်များချိန်ဆလာ၏။ဒင်းတို့ဟာဒင်းတို့မကျင်တတ်လို့ဆစ်ဖြစ်တာတော့သူများတာကိုခေါ်စရာလား။အမလီမောက်ကန်ဆူလီရဲ့မင်းတော်မိသားပင်ဖြစ်ပါပေါ့လားဟုလေတားကိုတာသည်။ဒ လွန်ခဲ့သည့်သတင်းကြွလာပြီးကြောကမှာအသက်16နှစ်ပြည့်ခဲ့သည့်တာလီဒီနှစ်မှာဆယ်တန်းပြည့်ထားသည့်အဖူးတဲ့တာလီတွေးရင်တွေးရင်ဖြင့်မမျှကျင်သည့်စိတ်ထဲမှာအမလီတာရဲ့ဟုမချီတင်ခဲ့ယူ၏လူငယ်နွားဖာကောင်းတာရီတာသမီချင်းကိုချင်းမစားဒင်းတို့တာ16နှစ်ကိုတနက်ကင်ပြီးစစ်တိုက်ခိုင်းမလားဟုစိတ်ထဲတွင်မချီနှက်နိုင် သားသည်အောင်စည်းရင်တွင်မထွက်ခင်မော်တဲသူသွားခြင်းကြောင့်သူမတန်တည်ဤပူဇာပုံသူမငင်းမရသဖြင့်အင်းတင်လွတ်လိုက်ရပုံများကိုစိတ်ထဲတည်ဤဤပြန်တရိယာမိနဗမောက်များအမိဟာယွာနဲ့6မိုင်လောက်ပဲဝေးတယ်ဟာကိုပြီးတော့သူကစကိုင်းတိုင်းပဲပါချင်းချင်းအမိဟာအကန်ရေကစိတ်ပူစရာမရှိပါဘူးတားဤတွက်ကြသည့်အတန်ကိုလည်းနားတွင်ကြဤမမြချင်းသည်အခုတော့ဘယ်နဲ့လောက်ရပါဟုတဆုအနေနဲ့တွေးမိသည် အာကူအားထားလို့ရမိသူကတေနှင့်လေးပြီဟု လင်းကိုဖြက်ကနေတရိယာသည်တမိသည်အပြူပေါအာမကူလောက်သည်တားသည်ကြာရင်လက်ထဲမှာမဖြစ်ဘူးငါပြော့နေလို့မဖြစ်ဘူးတွေးရင်တွေးရင်မမြချင်းသည်အဲ့ရာထက်တွင်ပြော့ပြော့ကွယ်ကွယ်ရှိနေရမှာဘလူးတပတ်စည်းသည်လို့ဝုန်းကနေထားထား၏ ဟဲ့မက်ကျင်စိတ်ထိန်ဆန်းအေးစိတ်ထိန်စိတ်ထိန်ဟုအလန်တကြားထိန်ရန်ကြိုးစားသည့်လူများဤလက်မှအတင်းပင်ယုံထွက်လာ၏ပြီးလျင်ယော့တီယော်ရဲဖြစ်နေသည့်လုံကြီးအားခက်တင်းတင်းပြင်ဝတ်၏ဖို့ယူဖားရဖယူဖရဲဖြစ်နေသည့်သဘင်ကိုခက်တင်းတင်းပြင်ထုံလိုက်သည်ထို့နောက်ပါးတွင်ဆူရွှဲနေသည့်မျက်ရည်များကိုလက်ဖမိုးဖြင့်ဘဲညာလွှဲတုံလိုက်ပြီးသွားမယ်သွားမယ်အခုအုတ်ချွေမှုစီကိုသွားရမယ်ဟုဗဇက်မှပြောကာဇက်ခနဲထရဲ့ဤ အလကားပို့တော့ဘောပင်လေးတစ်ချောင်းကင်ပြီးတော့ဆန်ခိုးလေးပဲခိုးလေးလောက်ပဲတူရှင်းတက်တာတက်ကားတွေအလီလီခိုးနေတာတွေဖိုးတွေဘိန်းတွေပိတ်တာနဲ့ခြီးပြီးရောင်းတွေဝဲနေကြတာကြီးကြတော့ပက်ဆန်ယူပြီးတော့မျက်စိမှိတ်နေတာအုတ်ချွေးမှုယုံမှထွက်လာတော့မမျှချင်းဒီပါဇက်မှာပွားစီပွားစီဖြင့်မကျင်းနဲ့နိုင်ဟဲ့ဒီမဲ့ငါတူမမမျှချင်းပါကြီးမာကဒီဘောပင်လေးတစ်ချောင်းရှိတာကွသူတို့မာကတနတ်တွင်နေဒီတော့ဘာလုပ်လို့ရမှာတော့ ဟုပြောလိုက်သည်အုတ်ချွေရီမူ၏စကားကိုကြားမိပြန်လေဟွန်ငနေမျက်နာကိုရွှဲ၏ထို့နောက်မကြည်နဲ့နိုင်သေးပဲမလောက်တဲ့ရင်လည်းဖယ်ပေးလိုက်တော့၏အရှိမကန့်လန့်ကန့်လန့်ကြီးလောက်မနေနဲ့ဟုပါဆက်မှာအော်လိုက်သေးသည်မမြချင်းသည်ထို့သူအုတ်ချွေရီမူအားခနဲ့တည်းတည်းအော်ဟေ့ရင်းပင် မဖြစ်သေးဘူးဒီတိုင်းနေလို့မဖြစ်သေးဘူးဟုတွေးမိပြန်သည်လူသည်အိမ်ဘက်သို့ပြန်လာတော့ညာစိတ်သည်မငြိမ်သက်နိုင်တခုခုတော့လုံမဖြစ်မဲတခုခုတော့လုံရမှာပဲဟု၍လဲပါဇက်မှာတွတ်တွတ်ယွ၏ဤသို့ဖြင့်မမြခြင်းသည်ပါဇက်မှာအဆက်မပြတ်ယွရင်းအိမ်ပြန်ရောက်ခဲ့သည်ထို့နောက်လူသည်သာအိမ်ရှိရောက်လိုက်အိမ်နောက်ပြေးလိုက်ဖြင့်ရောက်ရခဏီသည်ဘာလောက်ရမည်ကိုကားမသိသည် ညနေဆောင်းချိန်ရောက်လိမှုမမျှခြင်းသည်အကြံတစ်ခုတရိယာဤဤတွင်ဝုန်းကနေထိုင်ရမှထာကရဲတိုင်ရမှပဲတော်ဟုအလန်ဒဇာထာဩသည်ရဲတိုင်ရမှပဲသူတို့မှလည်းတနက်နေဆိုဒီဘက်မှလည်းတနက်ရှိတာပဲဟု တွေးလျက်အလူသည်ရဲစကန်းသူဘိုးကနေပက်ကနေခြေဦးတည်၏ ရဲတိုင်ရမှာပဲရဲတိုင်ရမှာပဲဟု စိတ်တွင်ဒေါန်တီမောင်တီတွေးပြီးရောက်လာတော့မမြချင်းသည်ရဲစခန်းဟူသောဆိုင်းပုတ်ကိုမြင်လျင်တုန်ကနေခြေစုံရဲ့အမှန်စင်စစ်ယခုအသက်40ကျော်လာသည့်အထိရဲမှုရဲခင်ရဲဟု ပတ်သက်ဘူးသူမဟုတ်ရင်းရင်းနီနီအကျွမ်းတဝင်မဆက်ဆံဘူးသည့်အပြင်ဘယ်ရဲကတော့ဘယ်သူအိမ်မှာပတ်စံတောင်းသွားပြင်မိတယ်ဒီကိစ္စကတော့ရဲတွေကြားကဝေစားလိုက်ကြပြန်မိတယ်ဟုကြားဘူးနာဝါလဲရှိလျာစိတ်တွင်မဝင် ဒီကိစ္စလောက်ပေးစီခြင်းရင်တော့ပက်ဆန်ဘလောက်ပေးရမယ်ဟုစီတောင်းလီမလားစိတ်တွင်တွေးမိ။ဟိုတလောကဆန္ဒပြတဲ့ဘုံကြီးတွေကိုတောင်းမှမိလောင်ဘုံနဲ့ပြစ်တယ်ဆိုတော့ငါများစီပြီးတနတ်နဲ့ပြစ်လိုက်မလားဟုစိတ်ထဲလည်းမရဲ။ချီတုံချတုံတွေးရင်နောက်ဆုံးတွင်မူကဲဟဲဘာပဲဖြစ်ဖြစ်ဟုတွေးလိုက်။ပြီးရင် ုခမြငကက်တောင်မပန်နိုင်ရှာဘူးလို့တနာသွားအောင်ဟုစိတ်တွင်တွေးကနားမှငကက်အားခက်တွတ်ဖြုတ်ပြီးရင်ဘတ်ထဲတွင်ထည့်ဝှက်ထားလိုက်ရသည်ထို့နောက်ရဲစခန်းအတွင်းသို့ခက်ကုတ်ကုတ်ဝင်ပြီးစခန်းမူကြီးရှိလာရှင်ဟုခက်ရှူရှူအတန်ဖြင့်မေး၏စခန်းမူသည်အသားမေမေဖြစ်၏ ဘိုင်ဝဝကြီးသည်မြင်းကြားဆွတ်ကျဲအဖြူညဉ့်ညီအောက်တွင်မဖုံးဖီနိုင်အစီပြန်နေသည့်မျက်နှာနှင့်ကွန်းကြီးများမဲနံနေသည့်တွားများကြောင့်လူသည်တကယ်တော်သားကြီးတယောက်နှင့်တူ၏မမြချင်းသည်ထိုစကမ်းမှုအားမြင်လျင်အမလီရုပ်ကလည်းစိုးလိုက်တာတနတ်မကင်ထားတာတောင်မှအတော်ကြောက်စရာကောင်းနေပြီဟုတွေးမိလျက်လူသည်ပို၍ကုတ်ကုတ်ယုတ်ယုတ်ဖြစ်သွားသည်ဘာဖြစ်တာလဲဘယ်ရလဲဟူသောကွန်းပလောက်ပလောင်ဖြင့်ထုံထိုင်းထုံပိုင်းမီးသမ ्या ကို မမြကျင်ပါရှင်ပန်းဟုံရွာကပါရှင်ဟုအတန်တုံတုံဖြင့်ဖြီလူဒီကချွေးစည်းများစိန်ကနေစိန်ကနေဒါမျိုးဆိုတာကရက်ကွက်တဲ့တခိုးဖမ်းတယ်လို့လိုက်ပါဟပြေးပါဆိုပြီးတော့ပြီးသွားတာမျိုးမဟုတ်ဘူးဘိန်ဖမ်းတယ်လို့မင်းကိုငါတို့ဖမ်းလိုက်ပြီးဆိုပြီးပြီးသွားတာမျိုးလည်းမဟုတ်ဘူးအေးဘယ်လိုပြောရမလဲပြီးရင်ငင်းချင်ရင်မရလို့ဖြစ်ရတာဆိုတော့အဲ့ဒီလိုလက်နဲ့ကင်တက်ဖွဲ့တွေနောက်ကိုအထက်ကအမိန်တို့ခွင့်ပြုချက်တို့မရပဲလေတော်နေပြီလိုက်ရှာလို့မရဘူး ဒါကဘယ်လိုပြောရမလဲအေးပြည်တွင်းစစ်ဆိုတာနိုင်ငံတော်အဆင့်ကိုဒီတော့ကျွန်တော်ကအမိတွေဘာတွေတော့မှတ်ထားလိုက်မယ်ဘယ်လိုလုပ်ရမလဲဆိုတာတော့စဉ်းစားရအောင်ပါပေါ့အားလုံးကလှုပ်ထုံလုံနေအတိုင်းလုပ်ရမှာလေစကံမှုမှာကွန်းတပြည့်ပြည့်နဲ့ရှင်းပြနေတယ်ကိုနားထောင်ရင်မမျှခြင်းသည်ဖင်ကုတ်ကောင်းကုတ်ဖြင့်စိတ်မရှိခြင်းတော့သို့သောမမြင်ရသည့်တနက်ကိုလည်းကြောက်သေးသည်ဖြစ်ရာစိတ်မပါဘဲလူကတအင်းအင်းလုံနေရသည်ထို့သို့အင်းရင်ပင်ဟွန်း စခန်းမှုဖြစ်နေလို့ပေါ့တော့အုတ်ချုပ်ရည်မှုစုလို့ကတော့ဗဇက်ထဲကကွန်လီအရင်ထွေးလိုက်ပါအောင်လို့ပြောပြလိုက်ပြီးဟုစဉ်းစားလိုက်သေးသည်နောက်ဆုံးတွင်ရဲစခန်းအပြင်ရောက်ချိန်တွင်တက်ပြင်းကိုဟင်းကနေချပြီးအမလီမလုံနိုင်ရင်လည်းမလုံနိုင်ဘူးပေါ့ဖဲနဲ့ပြည်တွင်းစင်းချင်းကြီးလေးပါလေးနိုင်ငံတော်အစင်လေးပါလေးနဲ့ဒါနဲ့လှုပ်ထုံးလုံးကြီးဆိုတာကပါလိုက်သေးတယ်ဟုပွားစီပွားစီရွတ်သည် ထို့နောက်ပေါက်ဆက်ပေါက်ဆက်ဖြင့်အိမ်ပြန်လာရင်းပင်မမြခြင်းသည်အမလီ တောင်မင်းလေမြောင်မင်းကမကင်းနိုင်မြောင်မင်းလေတောင်မင်းကမကင်းနိုင်ပါလားတော်ကြီးဟုလမ်းလေ၌အော်၏တရက်အချိန်သည် ဖြက်ခနဲကုံသွား၏ နောက်တနေ့မနက်ခင်းစောစောတွင်ပေါ်လာပါသွားတဲ့ကောင်မလေးနှစ်ယောက်ပြန်ပြေးလာတဲ့ဟူသောသတင်းသည်မမျှချင်း၏အနာသူရောက်လာ၏ထိုအခါငြိမ်သက်နေသောအပူမီသည်လှုပ်လှုပ်ခက်ခက်ပြန်ဖြစ်လာသည်တယောက်ကမယ်ဇလီကုန်းကားတဲ့အေးဟူသတင်းအတီကြာရခြင်းတွင်ကမမျှချင်းသည်စရုံးကြစ်ကြစ်ထုံးထားသည့်ခေါင်းတွင်ခေါင်းပေါင်းတစ်ပတ်ကိုပတ်ပြီးပြီခက်တင်းတင်းဝှက်ထားသည့်လုံခြုံပေါ်မှပင်ခါစီကျူးကိုထက်ချီပြီးလိမ့်မည် သွားမယ်အဲ့ဒီကောင်မလေးတွေနဲ့သွားတွေ့ရမယ်သတင်းစုံစမ်းရမယ်ဟုဗဇက်မှာတွတ်တွတ်ရွတ်လျက်လူသည်ဒေါန်တီမောင်တီပြန်ဖြစ်နေပြီတမီကဦးကြီးตาမောင်လည်းသွားပြီပဲအမီရဲ့သူတို့ပြန်လာရင်လည်းအကျိုးအကြောင်းသိရမှာပဲကိုကိုကနေလဲကောင်းသေးတာမဟုတ်၄၅၆မိုင်ကြီးဝေးတဲ့ဟာကိုတားတလူလူစူဒီကိုမျက်ထောက်ဖြင့်တစ်ချက်စောင်းကြည့်ပြီးလင်ဟဲ့သူကလည်းသူ့သားပါလို့သွားတာငါကလည်းငါသားပါတော့သွားမှာပေါ့အေး ဟုအတန်ကြဲကြဲဖြင့်ဟောသည်ထို့နောက်အရှိမထိန်းထားသည့်ဆိုင်ငယ်သမား၏ပခုံးကိုဆွဲကာအတင်းပင်ကုံယုံတက်သည် ဆိုင်ငယ်နောင်မီအာကာယခွာလျက်စောင့်ကြောင့်ထိုင်မိချိန်တွင် ပေါ်လာသည့်ဒူးနှလုံးအားလည်းပြန်ဖုံးရန်တတိမယအမေအဆင်ပြေလားဟုဆွေရင်ကြီးမေးတော့တမီအားပြေးတယ်ပြေးတယ်ဒီသူများနောက်ကဆိုင်ငယ်စီတာများအေးဘာခက်တာမှတ်လို့ခက်ဆောင်ဆောင်ဖြီးပြီးဆိုင်ငယ်သမားဤခါကိုခက်တင်းတင်းဖက်ကာ ကဲမောင်းတော့ဘူးယင်းထဲမှာဟိုင်းနေတော့အတန်ဖြင့်စူသည်ဦးခင်းရဲ့ဆိုင်ငယ်ထွက်မှ လူသည်ငိုက်ခင်းရဲ့ရန်လေးရဲ့အမလီဟူအော်မီဒုက္ခတွင်မှမမြချင်းသည် တတတ်နေတကူဆိုင်ငယ်နှင့်သူမ၏တင်ပါပထမဦးဆုံးထိချင်းပါကောဟုတတိယသည်သူတော်လူဒီကဆိုင်ကယ်နောက်မြီးတွင်ကာယခွခါဖတ်လျက်သာကော့လန်ကော့လန်ဖြင့်ပါလီပြီး ဆိုင်ကလေးသည်ကြမ်းလာ၏ကြောက်ခဲများသည်လမ်းပေါ်တွင်ပြူပြူပြပြကျင်းများချိုင်များသည်ဖော်ချင်တော်ချင်းတစ်ချက်တစ်ချက်ဆိုင်ကလေးသည်ကျင်းထဲကိုစောင့်ခနေဝင်ပြီးမော့ခနေပြန်တက်လျင်မမျှခြင်းသည် လေထဲတွင်မြောက်ခနေသို့သောမမျှခြင်းကဖျားတရံကိုသတိမရအင်းကနေတစ်ချက်ဖြစ်လျက်အတန်ငယ်ဆောင်းသွားတော်ကိုကိုတက်တက်ပြန်ပြီးပြင်းရင်ဆိုင်ကယ်သမားဤခါကိုခက်တင်းတင်းပြန်ပြန်ဖတ်ပြီး ရတယ်ရတယ်ရတယ်ဆက်တာမဟုစကားကိုလောလောပပပြော၏မမြချင်းဤစိတ်တွင်မဲစလီကုန်းသို့ရောက်ချင်လာလိမ့်မည်တားဤတရင်ကိုတည်ချင်လာလိမ့်မည်ရှင်ထဲမှစိုးရင်တော့ကသည် တရှိန်ရှင်ကြီးလာပြီသို့သောထိုမဲစလီကုန်းကိုရောက်၍ထိုမိန်ကလေးနှင့်တွေ့ပြီးသောအခါတွင်ကမမြချင်းအဖို့မထူးကြနောက်တဲ့တချိန်ရှိုက်ကြီးတငယ်ငိုလိုက်ရသည်သာအဖက်တင်၏အောင်ကျော်ကိုတည်တာပေါ့ သူတို့ကအသက်ငယ်သေးတော့ကြောက်တာကောရိုးတာကောပဲအိမ်တော်မကြသေးတဲ့သူဒီဘက်လားဆိုရင်လဲသွားလိုက်တာပဲအသက်20မပြည့်သေးတဲ့သူဟိုဘက်သွားဆိုရင်လဲသွားလိုက်တာပဲဘာခိုင်းခိုင်းလောက်တာပဲလိမ့်မယ်ညာမယ်လည်းမရှိဘူးဒါအကြောင်းဒီလောက်ကလေးကြားရတာကိုပင်မမျှချင်းရင်ထဲတွင်တထိတ်ထိတ်သူတို့ကဘော်ဒါဆွဲတွေအဲ့ဒီညာတွင်ချင်းပဲကျမတို့အားလုံးကို၉ရောက်တတွဲ၁၀ရောက်တတွဲကျိုးနဲ့တွဲပြီးခေါ်သွားတာအရှိပဲစူးစူးကိုပဲ တောင်လွင်တက်ရတာကလည်းတောင်ပြီးတောင်ပဲကျမကအစကလေးကထွက်ပြေးဖို့အကြံနဲ့တိရွက်တီတက်ခွက်တီကိုမတိမတာချိုးသွားတာညတကောင်ကျော်လောက်မှနားရတယ်ကျမအစားကကျမတို့ရွာကခလေးတွေကိုခေါ်ပြီးထွက်ပြီးဖို့ပဲဒါပေမဲ့သူတို့ကယောက်ျားလေးတွေကိုစကန်းအလေကောင်ကတစ်ပင်မှာကျိုးနေစုပြီးခြိထားတာအဆောင်တွေကလည်းနှီးတယ်ကျမတို့မိန်းကလေးတွေကြတော့ဘေးနာနေနေကြကြမှာထားတယ်ဒါနဲ့ပဲခေါ်လို့မရလို့မခေါ်ခဲ့နိုင်ဘူးအမှန်ကလမ်းသာအမှတ်ထားတာ ပြေးပြီဆိုတော့ဘာမှမမှတ်မိတော့ပဲရန်တန်ပြေးရတယ်တော်သေးတာက ကျမတို့ပြေးတဲ့လမ်းကနံပါမောင်းကိုတက်တက်ကြီးပြန်ရောက်လို့အဲ့ဒါအဲ့ဒီကတာဝန်ရှိတဲ့သူတွေကလည်းမထားရတာနဲ့ညာရင်းချင်းပဲအိမ်ကိုပြန်ပို့တယ်မင်းစလီကုန်းမှာပြန်လာချိန်တွင်မမြချင်းသည်နှုံးချီပြော့ခွေနေလူသည်အားမရှိတယ်လို့ပြော့တီပြော့ဖက်စကားလည်းမပြောနိုင် စိတ်ထဲတွင်ตาအကြောင်းကိုသာထက်ထလဲလဲတွေးမိ၏ตาသည်ကြောက်နေမလားဟုတွေးမိလျင်ရင်ထဲတွင်မချမ်းမြေ သို့သောထိုခါတွင်လည်းစိတ်ဒီသာရောက်ရက်ခလာပြီးလူတီပါမမလုတဲ့ဤတို့ဖြင့်ပင်ညနေသာစားချိန်ရောက်လာသည်မမြချင်းသည်အိုအေးမစားချင်ပါဘူးဘိုက်ထဲလီးဒီတက်နေလူဟုသာ ထမင်းစားရန်လာခေါ်သောသမီးကိုပြန်ပြောပြီးထိုင်ရာမှမထတွေ့တွေ့ကြီးထိုင်လျက်ဟူငေးတီငေးငေးနေ၏ အတန်ကြာသောအခါတွင်မူတစုံတစ်ခုကိုတတိယဟန်ဖြင့်တင်းအင်းရှိုက်ကာငို၏တမိဖြစ်သူကထမင်းစားရမှထလာပြီးဘာဖြစ်လို့လဲအမေဟုမေးလျင်ဒီချိန်ကြီးမောင်ထမင်းမှာစားပါမလားတွေးမိလို့ပါအေးဟုပလုံပထွေဖြည်သည်အချိန်ဒီတပတ်များရှိလိမ့်ပြီမမြချင်းသည်စိတ်ပူယုံအပြင်ဘာထက်လောက်ရမည်မှမသိအာဂုရီကြီးအဖေခေါ်စရာလူကလည်းရှာမရကြံရမရသည့်အဆုံးတွင်နံပါတ်မောင်းမော်သူသွား၏ လူကျိုးတူကျဲတဲ့နဲ့ချောင်းရီနောက်နောက်ကိုသာမြင်ရပြီးဘာမှအဖက်မတင်တားနေအတူပေါ်တာပါသွားသည့်ကလေးများအိမ်သူရွာစဉ်လျှောက်ကသွားမိ၏ဒုက္ခအချို့မိဘများသည်သူ့လူပင်ခရောင်ခြောက်ချရှိနေကြပြီးအချို့မူကားပေါ်တာဆွဲသွားတဲ့အုပ်စုကအစကတိရတယ်လို့ပဲတင်းခွဲထွက်လာတဲ့အုပ်စုပဲတဲ့သူတို့ကပြောလိုက်တဲ့အချိန်တစ်ပတ်ဆောင်မှာတစ်ပတ်ကြာရင်တော့ငွေနဲ့ပဲအရွေးခံမလားလူကိုပဲယူမလားတည်တည်ချာချာပြောမယ်တဲ့ ဟုဆိုကားသူတို့ပဲခရယာင်းနဲ့တွေ့ခရတယ်လို့လူသူများအပြောများနဲ့စီကြူကြ၏ကနဦးတွင်မမြခြင်းသည် အမလီ အရွေးခံလိုက်ဆမ်းမတော်ဟု အာတတရောဆူမိ၏သူတို့ချိန်များသည်တစ်ပတ်မှ နှစ်ပတ်နှစ်ပတ်မှသုံးပတ်ဖြစ်ခဲ့၏တားဤတရင်သည်မထုထွေခါမမြခြင်းသည်ဟဲ့ခရယာင်းနဲ့ကဘသူတွေ့ခဲ့တာတော့ရေဆုံးရေပြလိုက်မိပြန်တော့လေတရင်သည်ဘဲဥအစာရှာမရား နောက်ဆုံးတွင်မမြခြင်းသည်အမလီဇမျောကြီးဖြစ်မှမသိဖြစ်နေပါ비ဟုတပ်ပြင်းချမိအချိန်တို့သည်ရုပ်ခနဲကုန်ခဲ့၏မမြခြင်းသည်ဘာလောက်ရမည်မှန်းလမ်းစာရှာမရတခုခုတော့လောက်ရမှာပဲတခုခုတော့လောက်ရမှာပဲဟုပါဇက်မှာအမဲလူလူတွတ်တွတ်ယူဆိုနေပြီးလူသည်မငြိမ်သက်နိုင်စကမ်းမှုလူမဲကြီးပြောလိုက်သည်အစိုးရအစင်းဆိုသည့်စကလုံးကြီးကနားထဲတွင်ဝေ့လည်နေသည် သူလိုကြည်တော်သူတရားအတွေ့ရှ िख ုံးဥတင်အပူကက်เสียအစိုးရမင်းကိုကအနီးအနားတွင် ရှာမတွေ့တရသားတွင်မှယောက်ျားဟူကခေါင်းပေါင်းစားတလူလူမိန်းမဟူကပဝါတရင်ရင်နှင့်လူအုပ်ကြီးကိုတီဗီထဲတွင်ရိတ်ခနဲမြင်ပြီးမဲတာပေးပါဘာမဆူဖြစ်စီရပါမည်ဆိုသည့်ထိုလူကြီးအားတတိယဤမမြချင်းသည့် ထူးထူးကြီးကိုမြင်မြင်ချင်းပူဝပြီးပူဖြူလာတယ်ဟုတွေးမိ၏သို့သောကိုရှိတွင်ဧည့်သည်တယောက်နှင့်စကားပြောနေလေသောထူးထူးကြီးကိုရုတ်ချီးသွားနှုတ်မဆက်ဝန်ဟိုရခင်ကတော့ကိုကိုမြင်ရင်ဟာမမြကျင်ကြီးဟုအာလုတ်တန်နဲ့နှုတ်ဆက်တဲ့တော်ညာယခုကအရင်လိုဟုတ်သေးလားမသိနိုင်ခွေးချေကုံလေးနဲ့ထိုင်ဆောင်ရင်အင်းပြည်သူကိုစလေကြီးဆိုတော့အရင်နဲ့မတူပဲစိတ်တွေပြောင်းနေမလားဟူသော အတွေ့အကြုံရင်းနေတထိတ်ထိတ် အရင်မဲမပေးခင်ကမူမမြကျင်တို့ရွာတို့တရုတ်ဆိုင်ကဲစုံလေးစီးကနိနေညာညာရောက်လာတတ်သည်ကိုသတိရ၏ထို့နောက်မလာရာအတော်ကြာခဲ့ပြီ ဖြစ်သည်ကိုလည်းတွေးမိ၏ကြာစုမဲနိုင်ပြီးကလေးကပင်နောက်ထပ်ရွာကို မရဟုထင်အင်းလေလူပုံစံပြောင်းဝေသည်စိတ်တော်မပြောင်းလောက်ကဟုတောင်းတောင်းဤဆက်တွေးမိ၏ ကျုပ်ကတော့ကြည်စရာရှိပြီးသူမျက်နှာတစ်ခုပဲကြည်တယ်ပြုမတရားဘူးပြီးသူတွေမကြိုက်ဘူးဆိုလို့ကတော့လွတ်တော်နာယကကိုလည်းချဲပြီးသားပဲဟိုတခါမီတာကတွေတိုးကောက်တဲ့ကိစ္စဟာကောတချို့ကအတိုင်းပြည်အတော်ထိုက်တဲ့နဲ့အခွန်အခါကိုပေးချေဖို့တိုင်းသူပြည်သားတွေမှာတာဝန်ရှိတယ်ဆိုတဲ့စကားလုံးလှလှတွေတုံပြီးထောက်ခံကြတာကျုပ်ကတော့ကန့်ကွက်တဲ့ဗျာ ဟိုလူသိရှင်ကြားထမပြောပေမဲ့အဲလွတ်တော်နိုင်ရကနဲ့မြန်တချင်းဆိုင်ပြီးတော့လေဥက္ကဋ္ဌကြီးကျွန်တော်တော့သဘောမတူပါဘူးလို့ဗျာဦးပြောပြတာဗျမမြချင်းသည်ထိုလူကြီးဤငါသာကောင်းတရားကိုနှစ်နာရီနီးပါးကြောင်ပင်ခက်လန့်လန့်မှနာလိုက်ရ၏ ရွာမြောင်းတူရေးကိစ္စအတွက်အထက်တွင်အကြေတဝင်ဆွေးနွေးခဲ့ပုံများဓာတ်ကျူးများပြတ်ကြပြီးဓာတ်လိုက်တည်ဆုံးခြင်းမှာကင်းဝေးရန်အကာအကွယ်များလှုပ်ဆောင်တင်ကြောင်းစသဖြင့်ထိုလူကြီးဆွေးနွေးခဲ့သည်များသည့်မမြချင်းအမြင်တွင် တိုင်းပြည်ကောင်းကျိုးကြီးသာဖြစ်အကြောင်းအရာတစ်ခုပြီးတိုင်းမမြချင်းသည့်အေးမပြောင်းဘူးမပြောင်းဘူးအရင်တုန်းကလည်းဒီလီမျိုးအခုလည်းဒီလီတဲ့မျိုးပဲဟုမှတ်ချက်ကြ ాయి ဤသို့ဖြင့်ထိုလူကြီးထံအကူအညီတောင်းရန်ဆောင်းဆိုင်နေရင်ပင်သာတည်မကြခင်လွတ်လာတော့မည်ဟုစိတ်တွင်တထစ်ချထင်လာတော့၏ဒီကငါညီမနမီကဘယ်သူအေးအေးမမြချင်းမမြချင်းအေးမှတ်မိပြီဒီမဲဒီမဲငါညီမအကူကပြီးသူကိုစလဲပါကွပြီးသူတွေရဲ့အတန်ကိုအကူကြားပြီးသားပြီးသူတွေရဲ့ကောင်းကျိုးကိုလှုပ်ဖို့လဲဆုံးဖြတ်ပြီးသားဒီကိစ္စမှာလဲငါညီမလာမပြောခင်ကတည်းကအကူဆုံးဖြတ်ပြီးသား အရွယ်ကောင်းလေးတွေအယောက်60ကျော်ပေါ်လာဆွဲခံရတဲ့ကိစ္စဟာတိတိကျကျပြီးသွားမယ်ကိစ္စမှမဟုတ်တာအားလုံးသိရမယ်ကိစ္စလွတ်တော်မှာတင်ကိုတရမယ်ကိစ္စပဲအခုလဲအခုတင်းထားပြီတာနောက်တခါလွတ်တော်ခေါ်ရင်တင်းပြဖို့အခုပြင်ဆင်ထားပြီပြီငါညမရဲ့တင်းင်းစာထဲမှာစောင့်ဖက်ဒါမှမဟုတ်ရင်လဲ TV ထဲစောင့်ကြည့်ပြီးတော့ငါညမသားနေမကဘူးအကုန်လုံးလွတ်အောင်အခုလုပ်မယ်ဟုတ်ပြီလား ကနဦးတွင်ဒီလောက်ရင်းနှီးတဲ့နာမည်ကိုများမေ့ရတယ်လို့ဟုစိတ်ကွက်ချင်းမိတော့မမြချင်းသည်လွတ်စီရမည်ဆိုသည့်ဂရိစကားကိုကြားလျင်တုခမြာအလုလုလုံလုံရင်းနှီးတဲ့နာမည်တွေတောင်မမမိနိုင်တော့ဘူးဟုဖြည်းဖြည်းရော့ရော့တွေးမိပေ၏ ဤသို့ဖြင့်ပင်ထိုလူကြီးထံမှပြန်လာပြီးနောက်ပိုင်း၌မမြချင်းသည်နေ့စဉ်မနက်9နာရီခန့်တွင်ရွာလန်းတလျှောက်တက်တွယ်လျှောက်ကဘုံကြီးចောင်းတို့သွား၏ចောင်းရောက်လျင်တရင်စာဖတ်ခြင်းလို့ဖျားဟုဆရာတော်ကိုရှောက်ပြီးနောက်တရင်စာကိုယူသည်ပြီးလျင်တရောင်တနေရာတွင်ခက်ကုတ်ကုတ်ထိုင်၍တရင်စာကိုခက်တက်တွယ်လှန်ကတပြက်ပြက်ဖတ်၏ ခနာကြာလင်းမှုဟင်းကနေတက်ပြင်းချာကတည်တင်းစာကိုဖြက်ကနေပိထို့နောက်ဒီနေ့လည်းမပါပြန်ဘူးဟု ခက်တူတူယူ၏နောက်ဆုံးပြန်အောင်မယ်ဖရာဟုဆရာတော်ကိုမျက်နာမသာမယားဖြင့်ရှောက်လျက်အလားတုံးကနေမတူနှီးကွေးလေးလံသောခြေလက်များဖြင့်အိမ်သို့ပြန်၏လမ်းတစ်လျှောက်တွင်မူဖက်လိုက်ရသည်များကတော့စီဦးထော့ပတိကြီးစုနေတယ်မရေးရုံတမယ်ပဲအပြင်မှာဖြစ်နေတာလည်းကတော့တခြားစီစီနဲ့ရီ ြောတော့နောက်လွတ်တော်ဆိုတင်မယ်တဲ့ဟုပါဇက်မှာတို့တို့တို့ယူသည်ထို့နောက်တွင်မမြချင်းသည်တရလောင်းပင်ငင်က စကားမပြောအင်းရှိစမြင်ကြီးတွင်ငုတ်တုတ်ထိုင်ကတက်ပြင်းများကိုဟင်းကနေဟင်းကနေချလျက်ရှိသို့သောမျက်နှာ6နာရီထူးကနီးလင်မှုငြိမ်သက်နေသောမမြချင်းသည် ပြန်၍အတက်ဝင်လာသောအယုတ်ကဲ့သို့တက်လှုပ်လှုပ်ဖြစ်လာပြန်၏ဟဲ့ဟဲ့6နာရီထိုးတော့မယ်တီဗီဖွင့်တော်လီဟူသောအတန်သည်ကြေကြေလောင်းလောင်း ။တရင်များကြီးညာချိန်တွင်မမြချင်းဤခေါင်းသည်တီဝီထဲသို့ဝင်လှုပ်မတက်။ထိုတရင်များပြီးချိန်တွင်ကမမြချင်းသည်လေထုတ်ခံရသောအယုတ်ကြီးကဲ့သို့ပင်ပုံကျသွားပြန်၏။ပါဇက်မှလည်းဖဲ့နေတော်လွတ်တော်တဲ့ဟုအစမရှိအဆုံးမရှိတညီညီတညူညူဆို၏။အာလုံးစနစ်တကျတန်းစီကြပါ။ပြင်းလက်ကိုအာရပါရဝှေ့ရမ်းပြီးကျွန်တော်တို့တိုင်ပေးထားတဲ့အတိုင်းអော်ကြပါ တနက်ကိုခါတွင်ချိန်ထားသူတို့သည်အော်လံကိုပစက်တင်ဒေးပြီးတောင်ဘက်လျှောက်လိုက်မြောက်ဘက်လျှောက်လိုက်ဖြင့်ရှိနေဘေးပပလဲတွင်လည်းတနက်ခါချိန်ထားတဲ့သူတွေအများကြီးမမြချင်းသည်ဟိုဒီဒီကြည်ရင်ပင်ချွေးလိုသည်စိန်ကနေထွက်လာကြ၏ပြည်လျင်လက်ထဲမှာဂက်တူဆက်ကူလေးကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးငါမလောက်တော့ရင်ကောင်းမလားဟုလဲတွေးမိချက်ချင်းပင်အိုးမဖြစ်သေးပါဘူးဟုစိတ်ထဲကအာခံလိုက်ထိုစဉ် လာပြီနော်လာပြီအားလုံးစင်နဲ့ကဲတင်ထားတဲ့အတိုင်းဖြစ်ပါစေဟူသောအတန်ဒီနားရဲတူဝင်လာသည်တပြိုင်နက်ထဲပင်ရှီလျားသောကာရဏီသည်လူထဲနှစ်ခုကြားမှတဖြည်းဖြည်းတူဝင်လာ၏ဟောနီးလာပြီနီးလာပြီသူပဲသူပဲ မြချင်းသည်တုံးပုံနှစ်ပုံခန့်ခြားထားသည့်ကားမှန်ပြင်းဝါမှမျက်နာတစ်ခုကိုရိတ်ခနဲမြင်လျင် လက်ထဲမှစက်ကူလေးကိုဇက်ခနဲဖြန့်ကထောင်လိုက်ပြီးပါဇက်မှလည်းတမရာကြီးကျမသားကိုပြန်ခေါ်ပေးပါဟုသော စကားတစ်ခုကိုစူးစူးဝါးဝါးထက်ကတလေလေအော်လိုက်သည်ဘုံကနေအတန်နဲ့အတူမမြချင်းကြီးကြောပြင်သည် အောင့်တက်လာကသွား၏ သူသည် ရှေ့သူငါရင်းလျက်လက်ထဲမှကပ်ပြားသည်လေမြေပြင်သို့ဖျူဖျေးကြ၏ထို့နောက်မတာမဟုသောဆဲတံနှင့်အတူတနက်ကင်လူနှုတ်သည်မမြခြင်းကိုတစ်ဖက်တစ်ချက်စီမှညက်ကာလူအုပ်ဤနောက်သို့ဆွဲထုတ်ခဲ့သည်မမြခြင်းကအတင်းဆွဲထုတ်လာသည့်လူနှုတ်ဦးကြမှမယုံကံပဲအလိုက်တင်ပါလာရင်ပင်ပါဇက်မှသမရာကြီးဂျမသားကိုပြန်ခေါ်ပေးပါဟုသောစကားကိုသာအဆက်မပြေအော်၏ မမြချင်းဤလက်မှလွတ်ကြခဲ့သောပြည်တွင်စစ်ချက်ချင်းရဲ့ကျမသားကိုပြန်ခေါ်ပြီးဟူသောစရံဟီထသည့်ဂတ္တူပြားသည်ကတနက်ခါချိန်ထားသူတို့ခြေဘဝအောက်တွင်တုံးလုံးကလေးရှိနေလီတော့၏ဤတွင်2015ခုနှစ်မေလထုတ်ရွှေမြူတီမဂဇင်းတွင်ဆရာရည်အေးရေးသားခဲ့သောတိမ်ဖုံးတဲ့လားဆိုတဲ့ဝတ္ထုတို့လေးကို ။အိန္ဒိယတွင်ရနာပြရစီနားဆင်ပြီးကြတာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။